အင်းလေးဒေတာမှာရှိတဲ့ကျေးရွာတွေမှာငလင်တန်းကြောင့်ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီးလူသေဆုံးမှုလည်းရှိကဒေတာကန်တွေအကူအညီလိုအပ်နေတယ်လို့ဒေတာကန်တွေထံကသိရပါဗျ။ မလ28ရက်မိုးလဲပိုင်းတနအိဝင်းကျင်အချိန်လှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းအင်းလင်းကန်ဒေတာမှရှိတဲ့နန်းပန်ကြာတော်ကေလာဇေယျကြီးစားတဲ့ခြေရွာတွေမှာ ထိခိုက်ပျက်စီးမှုများပြားခဲ့တယ်လို့သိရပါဗျ။ဒီကြေးတွေထိုင်တိတ်ရယ်။ဒါဒီစားရအောင်။ညာ ားပြင်ကလေးနံကြောင့်မလ28ရက်ညနေပိုင်းအချိန်ထိစုံစမ်းမှုအရအင်းလီဒေတာနန်းပန်စေယုံမှာတွေ့ဆုံးသူ34ဦးထပ်မင်းရှိရလို့စေယုံဆရာဝန်တဦးကပြောပါရယ်အဲ့လိုပဲကြာတော့ရွာနဲ့ကေလာရွာမှာလည်းထိခိုက်ပျက်စီးမှုများပြားပြီးအကူအညီတွေလိုအပ်နေရလို့သိရပါဗျ။အင်းလင်းကန်ဟာ2024စက်တဘာလမှာရေဘေးသင်းခဲ့ပြီးတဲ့နောက်ပြည်လဲထူထောင်ရေးလုပ်ငန်းတွေစတင်ချိန်မှာငလင်တန်းကြောင့်နေအများပြားပျက်စီးခဲ့ရတယ်လို့ဒေသခံတွေကဆိုပါဗျ။ င်းလေးကန်အတွင်းမှာရှိတဲ့ကျေးရွာအလိုက်ပျက်စီးဆုံးရှုံးမှုတွေကိုစီးရင်ပြုစုလျက်ရှိပြီးအချက်အလက်ကောက်ယူနေတယ်လို့ကယ်ဆယ်ရေးသမားတွေကဆိုပါတယ်။